င်္ဂလာပိုင်း21ဖြစ်မယ်21ဆုံးတယ်21ဆုံးတော့ကျွန်တော်တို့ quarantine ဖွင့်မှာ23ရက်နေဖွင့်မှာ quarantine ပြည်မှာ21မှာဆုံးတယ်အဲ21မှာဘဝဥညာဝင်ဆုံးတယ်ဘဝဥညာဝင်ဆုံးတဲ့အချိန်မှာတော့ကျွန်တော်တို့တည်တဲ့လောက်ဆိုရင်ထောင်ထဲမှာပဲဆုံးတာထောင်ထဲမှာပဲဆုံးတာထောင်ထဲမှာပဲဟုတ်ကိုဗစ်နဲ့ဆုံးတာအဲ့တော့အဓိကကျွန်တော်တို့ကရောက်တော့အဲ့လိုမျိုးလိုက်မေးကြည့်တာပေါ့မေးကြည့်တဲ့အခါတော့ကြာတော့ကျွန်တော်တို့တည်တဲ့လောက်ဆိုဘဝဥညာဝင်အမှုမရှိဘူးအမှုလုံးဝမရှိဘူးအမှုကတ်ထားတာမရှိဘူး မရှိဘဲနဲ့သူ့ကိုထောင်ထဲဆွဲထည့်ထားတယ်။ဆွဲထည့်ထားတယ်။အဲ့တော့ထောင်ထဲမှာကိုပြဖြစ်တဲ့အခါကျတော့ဟာဘသူဘက်ကလွန်လဲပေါ့နော်ဒါဟိုစဉ်းစားကြည့်ဖို့ပေါ့ဗျာ။ဟိုအမှုမကတ်နိုင်မနဲ့ထောင်ထဲကိုထည့်ထားတယ်ဘဝဦးညောင်ဝင်လူမျိုး။ပြီးတော့ကိုဗစ်ဖြစ်တော့သူတို့အောက်ဆီဂျင်မပေးနိုင်။အဝေးမှာကိုဗစ်ဖြစ်တဲ့အောက်ဆီဂျင်မပေးနိုင်။သူတို့မပေးနိုင်တော့အောက်ဆီဂျင်ပေးနိုင်တဲ့နေရာကိုပို့လာဆိုတော့သူကဆိုးရဆိုးဆေးရုံမျိုးပါလို့ပုံကဆေးရုံမျိုးပေါ့ဗျာပို့လာဆိုတော့လည်းမပို့ မပေးနိုင်မဲ့ဒီတိုင်းထားရတယ်ပြီးတော့ဆုံးသွားချောင်ဘောပေါညံဝင်အဲ့27မှာဆုံးတယ်ကျွန်တော်22မှာတင်းလာရင်မှာတွေ့လိုက်တယ်တွေ့တော့လူတွေကနည်းနည်းအထင်းမှာမြမလင်းချင်းပုံမြောက်ပြီးတော့ဖတ်လို့ရတာဟုတ်အဲ့တော့လူတွေကဟိုဟာဖြစ်နေပြီဟိုပေါ့နော်ဘယ်လိုပြောမလဲဟိုစရတန်ဖြုတ်ထားတဲ့ဘုံတလုံးလိုပေါ့နော်အချိန်မွေးထပြီးပေါက်ကွဲနိုင်တဲ့နေသားဖြစ်သွားပြီလူတွေကအဲ့လိုဖြစ်နေတာဖြစ်နေတဲ့အချိန်မှာ23ရက်နေ့မှာကျွန်တော်တို့ကွာတင်းဖွင့်နေနေအဲ့ဒီကွာတင်းဖွင့်လို့ကျွန်တော်တို့ကလည်းဒီအဆောင်ပလန်းမှာပေါ့ ့ quarantine point တော့အပြင်လေးပါလေးထွက်လို့ရပြီပေါ့နော်အဲ့လိုမျိုးနေနေတာအဲ့ဒီအချိန်မှာဟိုကကျွန်တော်တို့အဆောင်ကြီးရဲ့နောက်မှာကဲ့ရက်မှာတိုက်တွေရှိတယ်တိုက်တွေရှိပေါ့နော်၁၁တိုက်နဲ့၁၂တိုက်ဆိုတော့ကျွန်တော်တို့နှစ်ဆောင်ရဲ့နောက်ကဲ့ရက်က၁၁တိုက်၄ဆောင်ရဲ့နောက်ကဲ့ရက်ကအဲ၁၂တိုက်၁၂တိုက်မှာရွှေညောင်းဝဆရာတို့ရှိတယ်အဲ့ဒီမနက်ပိုင်းမှာသူကဦးစီးရအဲ့ဒီဦးစီးရရှိပေါ့ဦးစီးရရှိကသူက တိုက်ခန်းတကားတွေကိုအရင်စဖွင့်တာပေါ့နော်အဆောင်ဝင်ဖို့ငယ်တိုက်ခန်းတကားတွေကိုအရင်လိုက်ဖွင့်တယ်ဖွင့်တော့ရှင်ရောက်ဝဆရာတော်ကြီးအခန်းအောင်လို့ဖွင့်လုံးဖွင့်လိုက်ပေါ့ရှင်ရောက်ဝဆရာတော်ကြီးကဘာထပြောလဲဆိုတော့မင်းတို့ကောင်တွေကလူတက်သမားတွေမင်းတို့ကလူတွေကိုထောင်နှင်းထည့်ပြီးတတ်နေတာမင်းတို့စစ်ကောင်စီနဲ့မင်းတို့နဲ့ဘာမှမထိုးဘူးတူတူပဲဆိုပြီးတော့အဲ့မှာအဲ့ဦးစီးကိုရှင်ရောက်ဝဆရာတော်ကဒုံးနဲ့လိုက်ရိုက်တယ်တဲ့ကျွန်တော်တို့ဟို ကျွန်တော်တို့ကလေးဆောင်နှစ်ဆောင်ဟိုကရွှေညောင်ဆရာတော်ကြီးကစနစ်တိုက်ကသူကနှစ်ဆောင်ရဲ့နောက်ကျောင်းမှာကျွန်တော်တို့မမြင်အောင်နှစ်ဆောင်လူတွေပြန်ပြောပြတာလိုက်ရိုက်ကိုလိုက်ရိုက်တော့ဟိုကထွက်ပြေးရောတဲ့ဦးစီးကထွက်ပြေးတော့အဲ့ဒါနဲ့ထောင်ပိုင်လေးရောက်လာထောင်ပိုင်လေးရောက်လာတော့အဲ့လိုပဲဆဲဆူပြီးတော့အဲ့ဒုံးနဲ့လှမ်းပြီးတော့သူ့တော်ဝင်နေပေါ့ဗျာလှမ်းပြီးပြစ်ပေါက်ထောင်ပိုင်လေးကလည်းထွက်ပြေးသွားထွက်ပြေးသွားတော့ဟိုကပြင်ထွက်လာတော့ပေါ့ကြီးနဲ့အပြင်ထွက်လာထွက်လာချိန်မှာအဲ့ဒီ၄ဆောင်၄ဆောင်ကအဲ့ဒီနိုင်ချင်းညာလဲ ကြည့်နေတာပေါ့နော်ဘာဖြစ်တာလဲပေါ့ zoom ညင်ဖြစ်တော့ကြည့်နေကြတဲ့အချိန်မှာဆရာတော်ကြီးကအဲ့နိုင်ခြင်းတွေကိုပြောပြောတယ်တဲ့မင်းတို့ကောင်းနေတာဘာလုပ်နေကြတာလဲတဲ့မင်းတို့ဒီထောင်ထဲမှာနိုင်ခြင်းဖြစ်သွားရုံနဲ့မင်းတို့တောင်းဝင်ကြည့်ပြီးလို့ထင်နေတာလားတဲ့မင်းတို့ဟောပေါ့နော်မိထမိန်နာကိုစားနေတဲ့ကောင်းနေတဲ့မင်းတို့ကောင်းနေတာအဲ့တိုင်းပြောလိုက်ပေါ့ပြောလိုက်တော့အဲ့မှာဟိုက အခုဘက်ကဟိုကျန်တဲ့လူတွေကလည်းခုနကပြောတယ်ဘဝဝဉဉဝင်ဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တိတ်ဟိုမှာဖြစ်ကြတဲ့အချိန်ပေါ့နော်အဲ့လိုပြောလိုက်တော့အဲ့မှာသူတို့ကစပြီးတော့ကဘာမကြည့်ဘူးစဆိုလိုက်ပေါ့အဲ့ဒါမှနဲ့ဟိုကတော့ပဲရှိအောင်မယ်ခွန်ကွဲရှိတော့ပဲရှိအောင်မယ်အစိုးရရှိသေးတယ်ကွာမယူထဆိုအဲ့ရိုးရိုးဖြစ်နေချိန်မှာကျွန်တော်နှစ်ဆောင်ဝင်ချင်းဘာဖြစ်တာလဲပေါ့ကြည့်နေကြည့်နေရောဘဝကဘာမကြည့်ဘူးလက်ထဆိုလိုက်ပေါ့သဘောပေါက်သွားပြီဒါဆိုရှင်အဲ့ကျွန်တော်ဒီဘက်ကလည်းကဘာမကြည့်ဘူးဆိုတဲ့ဟိုဆိုတော့တော်လင်းနေချိန်ပေါ့နော် အဲသွေးသစ္စာစုမယ်အဲ့လိုမျိုးတွေပေါ့အဲ့တချင်းနေဆိုရဟိုကျူးကျော်တဲ့နေတိုင်ကြပေါ့ဗျာဒါအကိုတို့အပြင်မှာတော့မှတရင်ထွက်ပါလေကျွန်တော်လွတ်လာတော့ကျွန်တော်အဲ့ဒီဟိုဟာမှာ Facebook မှာပြန်ဖွင့်လိုက်တဲ့ခါကျတော့အဲ့ဒီဟာနဲ့ပတ်သက်တဲ့တရင်လေးတွေပြန်တွေ့တယ်အဲ့ဘလောက်ထိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့နှိမ့်ဆောင်တဲ့လေးဆောင်ကဟိုဘက်မှာကက်ရက်ပေါ့နော်ကက်ရက်ဟိုဘက်ချမ်းမှာရက်ွက်ဒီထောင်းတတိုင်းနဲ့ကက်ရက်အဲ့ဒီတတိုင်းမိဟိုဘက်မှာလူတွေရက်ွက်လူတွေရက်ွက်အဲ့မှာဘဟုလိုင်းကြီးကိုလည်းလှမ်းမြင်နေရတယ် အဲ့လိုမျိုးကျွန်တော်တို့အဲ့လိုဖြစ်တယ်ဆိုတော့အခုကဟိုဟာခက်လေ ID ID ခက်ဆိုတော့ ID ခက်ဆိုတော့ဘေးရရကူကလူတွေကတင်လိုက်မှာပေါ့ဗျာတင်လိုက်မှာဆိုတော့အဲ့မှာဝုန်းတို့ကားတွေနဲ့ရောက်ချလာအောင်ဂျန်တဲ့လူတွေပါရောက်ချလာပြီကျွန်တော်တို့ကအထက်ကနေပြီးတော့အော်ရအတူပြည်သူရညီလာရေးဆိုအော်ရအပြင်ကနေတော့ညီတယ်ဟေးညီတယ်ဟေးဆိုပြန်အော်ရအပြင်ရက်ကွက်ကလည်းပြန်အော်တာအပြင်ရက်ကွက်ကလည်းပြန်အော်တာအဲ့လိုမျိုးလိုအော်ကြအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဖြစ်သွားတယ်ရက်ကွက်ကဘာရက်ကွက်လဲဘယ်တိဦးပြရက်ကွက်နာမည်ရောအဲ့ဟိုကပေါ့နော်အဲ စီအိုင်းနေဝင်ရောက်ပါအရက်ကွာ။ရွာမရက်ကွာလား။ကျွန်တော်ရုပ်ကနာမည်တွေမသိဘူးကျွန်တော်အင်းစိတ်မကြောက်လေအဲ့လိုမျိုးဖြစ်နေလို့။အဲ့တော့အဲ့လိုမျိုးတွေပေါ့နော်။အဲ့ရက်ကွာတရားလူတွေမျိုးအပြင်ကလူတွေပါကားရင်လာပြီးပေါ်ကြတာ။အဲအဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေဖြစ်ကြတာ။ဖြစ်တော့အဲ့မှာဟိုဟာတော်တော်ရုပ်တည်းတည်းဖြစ်နေ။ဖြစ်နေတော့ဟိုကခဏနေတော့ညှို့ရောက်လာ။ညှို့ရောက်လာပြီးလိုက်နှိမ့်ကြတာပေါ့နော်။ အညှဉ်းရောက်လာညှဉ်းဆိုတာဒီအချင်းဌာနရဲ့ညှို့မှုလားအချင်းထောင်ပိုင်ထောင်ပိုင်ကြီးလားထောင်ပိုင်ကြီးလဲသူကလက်ထောက်ညှို့မှုလို့ခေါ်တယ်လေအကစားညှို့မှုရန်ဝန်တိုင်းရဲ့ရန်ဝန်တိုင်းအကစားမှာအကြီးဆုံးပေါ့နော်ညှို့မှုအကစားညှို့မှုပေါ့အထားပါတော့အဲသူရောက်လာရောက်လာတော့အဲ့အချိန်မှာကလေးတွေဘက်ကလည်းဗာလဲဆိုတော့ဒီအထင်းမှရှိတဲ့ဒီဟောပေါ့နော်လူငယ်ပိုင်းကလည်းသူတို့ကတကယ်လို့ဒီကောင်းနေဝင်လာရင်ငါတို့ပြန်ခုတယ် ပြန်ခုခံမယ်ဆိုပြီးတော့ကျွန်တော်တို့ပေးထားတဲ့ပုံစံပကံကြီးရှိတယ်။ဟောစတိပြားတွေလीစတိပြားတွေနောက်ပြီးတော့အာထားပါလို့ပြရေတံမှုတွေရေထည့်တာတို့ပါလို့အဲ့လိုမျိုးကတော့အဲ့လိုမျိုးလုပ်နေကြတော့ဟောလူကြီးတွေကခေါ်ပြောတယ်ဖြစ်ရင်ကိုပဲခံရမှာထောင်ထဲမှာအဲ့လိုမျိုးမလုပ်စေချင်ဘူးပေါ့နော်။ဘာလို့ဆိုတော့ဟိုကိုကဘဲမှလည်းဟိုရှောင်းလို့တင်းလို့မရဘူးသူတို့မှလက်နဲ့ပြည့်စုံတယ်ကိုကြီးမှလည်းဘာမှမရှိဘူးပေါ့နော်။အဲ့တော့ ထိမ့်ကြအောင်ဆိုပြီးခေါ်ပြောတာနဲ့ကျွန်တော်ရေကျွန်တော်အမှုတွေအောင်လို့ရင်းရေကျွန်တော်တွေကကျွန်တော်လူငယ်တွေပေါ်ပြဆုပြီးတော့အဲ့သူတို့ဒီအဆောင်နဲ့တကားပေါက်ဝါမှာကျွန်တော်တို့ကရက်ပိတ်ပြီးရက်ထားလိုက်တာပေါ့ဗျာဂျားတွေကနေဟိုဘက်ကလာရင်ဒီဂျန်နဲ့အဖွဲနဲ့ထိတ်တိုင်မတွေ့အောင်ဆိုပိတ်ပြီးရက်ထားရက်ထားတော့အဲ့အချိန်မှာရောက်လာတာပဲဟိုအကုန်လုံးကဖွင့်ထားတာပေါ့ထောင်ဖွင့်ပြီးတဲ့နောက်ပိုင်းလူတွေဖွင့်ထားလာ အဆောင်တကားတွေဖွင့်ထားလားအခန်းတကားတွေပဲဖွင့်ထားအဆောင်တကားကြီးကပိတ်ထားတယ်အဆောင်တကားအခန်းတကားတွေဖွင့်တော့ပြင်မှာဟိုဘက်အင်းလည်းကိုယ်ကလည်းသူ့ရတာပေါ့သူ့လိုရနေတဲ့အချိန်ကြီးအဲ့မှာအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့မှာတကားဝမှာကျွန်တော်တို့ကရက်ကျန်တော့ကျွန်တော်ကရှေ့ဆုံးတော့ဗောကျွန်တော်ခေါင်းဆောင်လို့ဖြစ်နေတာပေါ့အဲ့အချိန်မှာဟိုကလာပြောတာလာပြောတော့ဟိုကအဲကျွန်တော်ကတော့ဦးစီးထင်တာပေါ့နော်အောင်သူဟင်းကတော့ အမေကကျွန်တော်အမှုပဲရတော့ဘာပြောလဲဆိုတော့အကိုနဲ့အကိုပြောရတာညှို့ပြီးပြောတာပဲကျွန်တော်တော့ဦးစီးတင်တာပဲဒါပါတော့ဗျာဟိုအပေါ်ဝစ်ကုတ်ဝက်လာနည်းနည်းလေးဟိုစောင်းဝင်လာသားဆိုတော့ဝစ်ကုတ်ဝက်လာတော့အပွင့်နေပါလေမမြင်ရဘူးဗျာအဲ့ဒီတော့သူကလာကြတာခင်ဗျားတို့ဗျာတဲ့ခင်ဗျားတို့ရောက်ကြတဲ့ကျွန်တော်တို့ကောင်းကောင်းမွန်ထားတယ်နော်တဲ့ခင်ဗျားတို့ရေဆိုရင်မီးဆိုမီးဟောအပြင်မှာမီးတွေပြတယ်ခင်ဗျားတို့မီးပြဖူးတာတဲ့မပြဖူးလေကျွန်တော်တို့ကောင်းကောင်းမွန်ထားတယ်တဲ့ က်လို့မရဘူးလေထောင်းကမီးပြက်လို့မှမရတာဟုတ်တယ်မလားကျွန်တော်တို့လည်းမဆိုင်တာဒါသူတို့ကိစ္စလေဟုတ်ဟုတ်ဒီအဲ့လိုထားတယ်ဟုတ်ဆေးဆိုရင်ဆေးအောက်ဆီဂျင်ဆိုအောက်ဆီဂျင်ပြီးပြီးဆိုပြီးပြီးကျွန်တော်တို့ပြည့်စုံထားပြီးတယ်ကြားတယ်အခုခင်ဗျားတို့ကဒီလိုလုပ်တယ်လုပ်ရတယ်နော်တဲ့ကျွန်တော်တို့ကိုခင်ဗျားတို့ကိုတပတ်ကိုအတိုင်းလေးနဲ့တောင်ကျွေးသေးတယ်ခင်ဗျားတို့အိမ်မှာတော့အဲ့လောက်စားနိုင်လို့လားတဲ့ဒီကပေါက်သွားသေးလားအင်းအဲ့နဲ့ကရော့ကရော့ကရော့အားလုံးပေါ့ပေါ့လည်းငေါောက်လို့ကျွန်တော်ပြောတာ။ဟောက်မင်းလီးစကားပြောရလား။อืม မင်းပြောနေတဲ့ကောင်နေသည်တကောင်းမှ criminal မဟုတ်မင်းတွေ့ဘူးတဲ့အပေတွေတွေမဟုတ်ဘူးဒါတွေကอืมမတော်အလုံးပျော်လို့လာနေတယ်မဟုတ်မင်းတို့ဖမ်းလာလို့လာနေရတယ်အကုန်လုံးလုံးနေကြိုင်တယ်အကုန်စားနိုင်ကောင်းနေတဲ့ကောင်နေတယ်ဟဲ့မင်းမကျွေးနိုင်ဘူးလားမင်းပြန်လှုပ်လိုက်မင်းကိုအိမ်ကိုတင်ပြီးခေါ်ကြွေးထားမယ်အဲ့လိုလီလာလာလို့ကျွန်တော်အဲ့လိုပိတ်ပြောလိုက်။အမျိုးကြီးမဲသွား။ဟောမျက်နှာကြီးမဲသွားတယ်လား။မဲရော့။ချက်ချင်းပြန်လှည့်သွား။อืม။ဟောပြောတော့ပြောရတော့ဘာမှဘာကောင်းမှန်းလည်းမသိဘူး။ သူပြောတဲ့စကားအဆင်မပြေဘူးလေမသိရင်လည်းသူတို့ကြွေးမှကျွန်တော်တို့ကစားမယ့်ပုံစံလေဟုတ်တယ်မလားအော်အဲ့လိုပြောတော့သူပြန်သွားပြန်သွားပြော့မင်းပြန်သွားအဲ့ကြောင့်မှကျွန်တော်မှုလို့ဆိုအခုကိုယ်လည်းအခုပြောလိုက်တာညှို့မှုတော့အသီးကွာလို့ငါတို့ပြောလိုက်တာထားလိုက်ပေါ့အော်အဲ့နေ့ကတော့သူတို့ဘက်က မားတာ哦မားတာဆိုတာခုနကပြောခဲ့တဲ့အချိန်ကြီးရပါတော့ကျွန်တော်ဒါရင်ဖြစ်ခင်ကျွန်တော်တို့ကြိုးပြောတယ်ဒီလိုတွေဖြစ်လာမှာဆိုတော့ကျွန်တော်တို့လုပ်ပြီးမယ်ကျွန်တော် volunteer တွေဖွဲ့မယ်ကျွန်တော်တို့ကြိုးပြောတယ်သူတို့အင်းမလို့အင်းမလို့လုပ်တယ်တကယ်ဖြစ်လာတော့ဖြစ်တဲ့လူကလည်းဒါပွင့်လင်းမှာဘဝဥညာဝင်ဆိုတာဒီအီ2015 2020ကာလမှာ2016 2020ကာလမှာဒီတိုင်းပြည်ကိုနောက်ကိုရနေပြီးတော့မောင်းနှင်ပေးနေတဲ့အကြံပေးနေတဲ့ပုံပုံတွေမှာ तू ကဟိုတက်ဆုံးပိုင်းကပါတဲ့လူဒီလိုပုံပုံမျိုး ဟိုဒီလိုလူမျိုးဖြစ်တယ်ပြီးတော့သူ့ကိုအမှုလည်းကံမထားဘူးအမှုမရှိဘဲနဲ့ထောင်ထဲထည့်ထားတယ်ယောဂါဖြစ်တော့စေကံပြမပေးဘူးကျွန်တော်ဘက်ကလုံတော့ခုမှမပြောသူတို့ဘက်ကမှန်လာ